ီဒူလူလူရဲ့အမြင်တွေမီဒီယာတွေရဲ့ရေးသားချက်တွေဖော်ထုတ်ချက်တွေကို ခရိုနီတရေကြီးတွေစိုးရင်ကြပါတယ်။ဆရာចောင်းလဲအပါအဝင်ဖြစ်ပါတယ်။သူတို့ပြစ်ချင်တာက လူတွေကြီးညိုလေးစားတဲ့ဖျားတကာចောင်းတကာသူတို့တီတီသူဓမတင်ကဟဘွဲရနိုင်ငံတော်အသိမှတ်ပြုတရေကြီးတွေဒါပေမဲ့ပုံပေါ်ခံနေရတာကပြည်သူတွေကိုဖိနှိပ်တက်ဖြတ်နေတဲ့စစ်တပ်ရဲ့အပေါင်းပါတွေဒါကြောင့်လေဦးအောင်ကိုဝင်းဆရာចောင်းတို့အုပ်စုဟာ ဆန့်ရှင်းဆိုတာကိုကြောက်ကြပါတယ်နိုင်ငံသားတန်တမန်တွေအနောက်နိုင်ငံကတန်အမတ်တွေနဲ့တွေ့ရင်ခရိုနီကြီးတွေကသူတို့ရဲ့လူမှုရေးလုပ်ငန်းတွေအလူဒန်းတွေကိုပဲအဓိကထားတင်ပြပြောဆိုလေးရှိပါတယ်သူတို့နေ့စဉ်လုပ်နေတဲ့အော်တိုပိုင်လော့နဲ့သွားနေတဲ့အာကုတူတထွေးကြီးကိုတော့ဖုံးဖိထားကြပါတယ်တကယ်တော့ဗိုလ်ချုပ်ကြီးမောင်အေးရဲ့တပည့်သားအရင်းကြီးတွေဖြစ်လာမယ်စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့ KBZ ဆရာကျောင်းတို့ရဲ့တန်ရောစင်ဟာလဲ Foreign Go ပါပဲရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုတာမျိုးပေါ့ ါပေမဲ့အကျိုးစီးပွားတွေကဒုတဲ့အရန်ကြီးပါတယ်။အောင်ပန်းမှာ KPZ ကဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်အတွက်နွေရာသီဆိုင်ရင်စောက်ပေးတာမျိုးပေါ့။ဒါအပြင်ဥတီစာဝယ်ပေးတဲ့ MI 70ရဟတ်ယာဉ်တွေဟာရေဒါပါမလာတော့ဥအောင်ကဝင်းကရေဒါဘိုးတွေထုတ်ပေးပြီးဝယ်ပေးတာမျိုးပေါ့။ MI 70တွေရေဒါနဲ့မောင်းနိုင်အောင်ကူညီခဲ့တာပါ။သဘောကတော့ဗိုလ်ချုပ်ကြီးမောင်အေးကိုမျက်နှာလုတဲ့သဘောပါ။ဒါတွေဟာအရင်ခေတ်ကဖြစ်ပျက်ခဲ့တာတွေပါ။ MI Samding ကတော့အလုပ်တွေဆက်လုပ်နေသေးဖြစ်ပါတယ်။အာနာသိန်းအပီးမှာတော့ဥအောင်ကိုဝင်းအပါဝင်တထေးကြီးတွေဟာနိုင်ငံခြားတန်တွေနဲ့အတွေ့များတယ်။မြမအကြီးမှာထက်တဲဝင်ဝင်ပါဝင်ခဲ့တဲ့တန်အမတ်အဟောင်းတချို့နဲ့လည်းဈေးကြီးကြီးဝိုင်းနေတဲ့ညစာတွေအတူစားပြီးဝိုင်းခဲ့ကြပါတယ်။အဲ့ဒီအုပ်စုတွေကနိုင်ငံခြားသားတူပြန်ပြီးပြောပြတာကတော့ဆန်ရှင်လာမာကိုကြောက်လို့လန့်လို့အကာအကွယ်လုပ်နည်းတွေအကြံဉာဏ်တွေယူတာလို့ဆိုပါတယ်။ဒါကိုဩစတြေးလျစီးပွားရေးပညာရှင် Professor ရှောင်းတန်းကတော့တည်ပြီးသားဖြစ်မှာပါ။ ။နောက်နိုင်ငံသားတဦးကတော့သူလဲမြမအကြောင်းကိုထုံးလို့ခြေရီလို့နှောက်တည်သူဆိုတော့ဥအောင်ကိုဝင်းဖိတ်တဲ့ဈေးကြီးကြီးညစာစားပွဲကိုညင်းလိုက်ပါတယ်လို့ပြန်ပြောပါတယ်။ဒီလူတွေမဟုတ်တာလုံနေတာကိုဝိုင်းပြီးကာပါလုပ်ပေးတဲ့တဲ့မပါဘူးလို့သူကရင်ရင်ကြည်ကြည်ပဲပြန်ပြောပါတယ်။ဒီခရိုနီတွေရဲ့အကူတော်တွေကိုဖုံးဖိပေးမဲ့နိုင်ငံသားတန်တမန်အငိမ့်စားတွေကလည်းရှိနေပါတယ်။ဦးသိန်းစိန်ခဲဒေါန်ဆန်းစုကြည်ခင်မှာကျင်လည်ကြစားခဲ့ကြသူတွေပေါ့။မြမာပြည်ကဂိုရက်စ်ကာလာ Why was no below ကောင်းတဲ့ခက် ဝိုင်းဝက်ကိုအဓိပ္ပာယ်ပြန်ကြည့်ရင်တော့ကာဘာအက်လှုပ်ထားတာကွန်ဆီယံလှုပ်ထားတာလို့အဓိပ္ပာယ်ရပါတယ်စီးပွားရေးလို့ငွေရှာလို့ကောင်းတဲ့ခက်တစ်ခက်ပါပဲ2021အာနာသိန်းကဏ္ဍအချိန်မှာအကြီးဆုံးကအချမ်းသာဆုံးတထေးကြီးတွေခရိုနီကြီးတွေပါပဲစီးပွားရေးမကောင်းဘူးတိုင်းပြည်စီးပွားရေးတော့ပြတ်ပါပြီဆိုတဲ့စကားတွေကိုပြောတာကတော့ဦးအောင်ကိုဝင်းအပါဝင်စစ်တပ်နဲ့နှီးဆက်ပြီးစစ်တပ်နဲ့စီးပွားရေးလုပ်သူတွေပါပဲ။ ဒါကြောင့်လည်းစီးပွားရေးပညာရှင်ရှောင်းတန်နေနဲ့ဗဟိုဘန်ဒုက္ခဥပပိုငယ်တို့ကိုစစ်တပ်နဲ့ခရိုနီတွေဗန်လုပ်ငန်းရှင်ကြီးတွေကစိတ်ဆိုးဒေါသထွက်ကြပါတယ်။ဂျာသီးကင်ကထွက်တဲ့ရှောင်းတန်နေရဲ့စာအုပ်ဖြစ်တဲ့ Bestley Plan စာအုပ်မှာလည်းပါပါတယ်။ဗန်တွေကထိန်းချုပ်ခတ်တဲ့အကြောင်းစီကံမလိုက်နိုင်တဲ့အကြောင်းအဲ့ဒီဗန်တွေဟာလည်းတချို့ကိုစစ်တပ်ပိုင်ပြီးတချို့ကိုတော့စစ်တပ်နဲ့နက်နက်ဆိုင်ဆိုင်ပတ်သက်တဲ့ခရိုနီကြီးတွေက ပိုင်ကြပြီးသူတို့တွေဟာအကြီးဆုံးဗန်ကြီးတွေကိုပိုင်ကြတယ်လို့ ရှောင်းတန်းတဲ့က The Diplomat မှာ interview ပေးတာကိုလည်းဖတ်ရပါတယ်။ကျွန်တော်တို့မြင်ခဲ့ကြားခဲ့တာကတော့အာနာသိန်းကနီးမှာ KBZ ဘဏ်ကြီးကတွေကရှောင်းတန်းတဲ့ကိုဟိုတယ်တစ်ခုမှာကော်နာလုပ်တယ်ချင်းချောက်တယ်ဆိုတဲ့သတင်းတွေထွက်ခဲ့ပါတယ်။ဒါကိုရှောင်းတန်းတဲ့ရဲ့ interview မှာတော့ကျွန်တော်တို့ကြံပေးတွေတောင်မှချင်းချောက်ဖို့လက်မတွန်းကြဘူး။အဲ့ဒီချင်းချောက်မှုတွေကဒီနေ့ထိရှိနေသေးတယ်လို့ကျွန်တော်ပြောရမှာဖြစ်တယ်လို့ပြောသွားတာကိုဖတ်ရပါတယ်။ ရှောင်းတန်နေရဲ့အကူထွက်တဲ့စာအုပ်မှာသူတို့ရဲ့နာမည်တွေဘန်တွေအကြောင်းပါလာရင်တရားစွဲမယ်လို့ဘန်ကြီးတွေရဲ့နိုင်ငံခြားကိုယ်စားလှယ်ရှိနေတွေကချင်းချောက်စာပို့ဘူးတယ်လို့တန်တမန်အတိုင်းဝိုင်းမှာရောမြမကြီးလှုပ်ရှားသူတွေမှာရောသိကြတဲ့ကိစ္စဖြစ်ပါတယ်။အာနာသိမ့်မိတာနဲ့ရှောင်းတန်နေရောဥပပုံငယ်ရောဖန်ဆီးထောင်ချခံခဲ့ရပါတယ်။ဒီလိုလို့ဖို့စောကြီးတွေကစီစဉ်ခဲ့ပြီးသားပါ။စစ်တပ်ရော ခရိုနီတွေရောအညှိုးကြီးခဲ့တာကိုခံခဲ့ရသူတွေပါ။တကယ်တော့ဥအောင်ကဝင်းပါဝင် ခရိုနီကြီးငယ်လက်တွေရဲ့သားသမီးတွေဟာလည်း ဒီဘနိုင်ငံတွေမှာပညာသင်ယူခဲ့ကြသူတွေဖြစ်ပါတယ်။သူတို့ရဲ့သားသမီးတွေကလည်းအနောက်အစိုးရနဲ့တန်ရောစင်မပြတ်ဖို့ကိုဝိုင်းပြီးစောင့်ရှောက်ပေးရတဲ့နှကောင်းနှမျက်စင်းတွေမှာပါဝင်ကြပါတယ်။ဒါအပြင်ဝါရှင်တန် DC လန်ဒန်ဘန်ကောက်နဲ့စင်ကာပူလိုနေရာတွေမှာလည်းခရိုနီကြီးတွေမွေးထားတဲ့ဈေးကြီးကြီးပေးရတဲ့ရှင့်နေတွေလော်ဘီတွေအဝဲတော်တွေပွဲစားတွေအများကြီးရှိကြပါတယ်။အဲဒီလူတွေကဥအောင်ကိုဝင်းအပါဝင်ခရိုနီကြီးတွေဘလို့ကောင်းကြောင်းပြောဆိုအယုံသွင်းပေးကြရတာပါ။ ။ KBZ ဆိုတာအရှိတောင်အာရှကိုတောင်ထိုးပေါက်ဖို့ကြိုးစားခဲ့တဲ့စီးပွားရေး empire ကြီးဆိုတော့သူတို့မှာလူသားအရင်းမြစ်တွေအများကြီးရွှေ့ပြောင်းလုပ်ရတယ်။ PR လုပ်ရတယ်၊ lobby လုပ်ရတယ်၊ media တွေကိုချင်းကပ်ရတယ်၊အစိုးရတွေကိုပေါင်းရတယ်။သူတို့လိုပဲစီးပွားရေးလုပ်ငန်းရှင်ကြီးတွေလည်းလုပ်ကြပါတယ်။ဒါပေမဲ့ဆရာနာသိမ်းပြီးနောက်ပိုင်းဖန်စီစစ်စေးထောင်ချခံရတဲ့ခရိုနီတထေးကြီးတွေလည်းရှိခဲ့ပါဗျ။အဲ့ဒီသူတွေထဲမှာတော့ကြာသေးခင်မှာပြန်လွတ်လာတဲ့တထေးကြီးဦးချစ်ခိုင်လည်းအပါအဝင်ဖြစ်ပါဗျ။အေဒင်ဦးချစ်ခိုင်လို့လည်းလူသိများပြီး ိုင်ငံရေးစိတ်ရှိသူနိုင်ငံချစ်သူအဖြစ်သိကြပါဗျ။စစ်တပ်နဲ့လည်းမကင်းတဲ့သူပါမြန်မာမှာတော့စစ်တပ်နဲ့ကင်းတဲ့သူကိုခရိုနီဖြစ်ခွင့်လိုင်စင်မထုတ်ပေးပါ။ဦးချစ်ခိုင်ဟာအာနာသိန်းနာကိုလက်မခံသူအဖြစ်သိခဲ့ကြပြီးစစ်ကောင်စီရဲ့အညှိုးကိုခံခဲ့ရသူဖြစ်ပါတယ်။ခရိုနီချင်းချင်းထဲမှာတော့ဦးချစ်ခိုင်ကိုလက်ပိဆိုင်ဖွင့်တဲ့ပိုလူကြီးလားလို့ခနဲ့တက်တက်ပြောပေမဲ့သူ့ရဲ့စေတနာနဲ့ခံယူချက်ကိုလူတွေကသိကြပါတယ်။ဒီစာဟာတရေဆန့်ကျင်စာမဟုတ်ပါဘူး ကျွန်တော်တို့လိုနိုင်ငံမှာတတိတွေအများကြီးလိုပါတယ်။တိုင်းပြည်ကျွယ်ဝလာအောင် ချမ်းသာလာအောင်လုပ်ဖို့လိုပါတယ်။မြန်မာစစ်တပ်လူတော်မတိုးသလိုခရိုနီတွေလည်းလူတော်မတိုးပါဘူး။နိုင်ငံတကာဆာမျက်နှာဆိုရင်သူတို့မဝင်ဆက်တော့ပါဘူး။ကြောက်ရရင်တော့မနက်9:00နာရီမှာတတိတွေခရိုနီတွေဟာတတိတွေဖက်ပြီးပါပြီ။တချို့ကတော့ခေါက်ကွင်းမှာဗိုလ်ချုပ်အစ်စ်တွေအဟောင်းတွေနဲ့ခေါက်ရိုက်နေပါပြီ။ခေါက်ကွင်းတွေထဲမှာခရိုနီကြီးတွေနဲ့သူတို့နဲ့နီးစပ်သူပါတနာဗိုလ်ချုပ်ကြီးတွေဟာ အကျိုးတူစီးပွားရေးတွေကိုဆွေးနွေးကြပါတယ်။အဖို့ထစ်တွေရှိရင်လည်းပြေလျှော့ပေးကြတယ်။ကောက်ရရင်စီးပွားရေးနိုင်ငံရေးလှုပ်ကြတာပါ။မနက်စာစားပြီး9နာရီ10နာရီလောက်မှသူတို့ဟာဘာလုပ်စရာမှသိမရှိတော့ပါဘူး။နောက်တစ်နေ့နောက်တစ်ပတ်နောက်လနောက်လာမယ့်3လ6လတစ်နှစ်ဘာတွေဆက်ဖြစ်နိုင်လဲ။နိုင်ငံရေးအတက်ကြနဲ့မင်းဟောင်းမင်းတစ်တွေကိုလည်းသူတို့ကဘီလင်းစရာတွေနိုင်ငံရေးသူတွေတီတွေသူစင်နာအဖွဲ့တွေမဟုတ်ပေမဲ့ပြပီးနေကြပါပြီ။